ကဲလာပါပြီဗျာဒီနေ့တော့ကရင်မွင့်ကအရေးချက်နီလေးကိုအရသာရှိပြီးအလွယ်တကူအိမ်မှာချက်စားလို့ရတယ်ချက်နီလေးကျွန်တော်လာပြီးတော့မျှဝေပေးပါမယ်ခင်ဗျာအစင်သစ်ဖြစ်ပြီးဆိုလို့ရှိရင်တော့အစားဆုံးလိုက်ပြီးတော့ကြည်လိုက်ရအောင် ခင်ရင်မုံရင်ငါချက်ဖို့အတွက်ငါကိုကြတော့ကိုကြိုက်တဲ့ငါကိုရေးသုံးလို့ရပါတယ်ကျွန်တော်ကြတော့ဒီနေ့ဖပွားစုနေတဲ့ဦးလေးထဲမှာအရင်ဥဆုံးတန့်စင်းစကြအောင်စရတဲ့ငါကိုမပြုတ်ခင်မှာစားနေတော့ထဲ့မယ်ဆွနှင်းမုံလေးအတင်းတင်းလောက်ပဲထဲ့ပါမယ်ခင်ဗျာဇပလင်လေးတစ်ချောင်းလောက်ထဲ့ဖပွားစုနေတဲ့ဦးလေးထဲမှာငါကိုထဲ့လို့ရပါပြီထဲ့တဲ့ခါမှာနည်းနည်းလေးသတိထားပါယူနေပူလေးလောင်တတ်ပါတယ် အိုးရဲ့အဖုံးလေးကိုလောင်းပိတ်ပြီးတော့မိနစ်20 25မိနစ်လောက်ပြုတ်ပါမယ်။စားတဲ့ခါမှာအနံ့လေးမွေးစုဖို့အတွက်ကြတော့ငရုတ်ကောင်းစီလေးတွေကိုလည်းညက်နေအောင်ထောင်လာပေးပါခင်ဗျာ။ငရုတ်ကောင်းစီလေးလည်းညက်လာပြီးပြုတ်ထားတဲ့ငါးလေးရသွားပြီဆိုလို့ရှိရင်တော့မီးလေးပိတ်ပြီးအေးခံလာပေးပါခင်ဗျာ။မွေးငါချက်တဲ့ခါမှာလတ်ဆတ်တဲ့ငါနဲ့ရွေးသုံးပြီးချက်မှာဆိုလို့ရှိရင်တော့အခုတို့အေးလေးရလည်းချိုးပြီးစားလို့ကောင်းပါလေခင်ဗျာ။ဒီနေ့အိမ်စားလေးချက်မှာမို့လို့ငါးဟိုကြတော့ အရေခွန်လေးတွေကြိုက်ရဆိုလို့ရှိရင်ထက်ချက်လို့ရပါတယ်ကျွန်တော်ကြတော့ဒီအရေခွန်တွေကိုထည့်ပြီးတော့မချက်ထားပါဘူးအခွန်လေးတွေခွာရတာအလုံးရှုပ်တယ်ဆိုလို့ရှိရင်တော့ထက်ချက်လို့လည်းရပါတယ်ငါ့ကိုကြတော့အခုလိုအသားတသက်ကိုခွာလာပြီပါအယိုးလည်းတည်တန်းတခြားနေရာမှာဖဲထုတ်ထားပြီပါငရဲနဲ့ချက်မဲ့ဆိုလို့ရှိရင်တော့ပိုအဆင်ပြေပါတယ်ခင်ဗျာကဲဒါဆိုရင်ပပတ်စုနဲ့အိုးလေးထဲမှာပဒဲခေါ်လေးထည့်ပါမယ်နောက်ထပ်စက်သွုံပြူလေးအနေတော်လောက်ထည့်ပါမယ်ပြီးလို့ရှိရင်ဂျင်းလေးပါအတင်တဲလောက်ထည့်မယ် ငါးဟိုမထဲခင်မှာတချို့ကြတော့ထောင်းနေရှိပါတယ်ကျွန်တော်ကြတော့မထောင်းထားပါဘူးเนาะငါးဟိုအဖတ်လိုက်ထက်ချက်တာမှာပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်လို့စားတဲ့ခါမှာဆိုလို့ရှိရင်လည်းငါးအဖတ်တွေကလုံးဝကိုရှယ်ပါပဲတကယ်လို့ကရင်မုံဟင်ငါးကိုပူပူလေးနဲ့ဆက်ဆက်လေးစားချင်တယ်ဆိုလို့ရှိရင်တော့ပဒဲခုံးနဲ့ငရုတ်ကောင်းတာနန်းနိုင်ထဲပါခင်ဗျာပူဆက်ပြီးတော့စားလို့လည်းအရသာရှိပါတယ်ချက်နီကတော့ရခိုင်ချက်နီနဲ့တော့တိတ်တော့မကွာပါဘူးလို့အရသာလည်းလုံးဝမတူပါဘူး နောက်ထပ်ခနောလေးတတုံးထည့်မယ်ပြီးလို့ရှိရင် စားလေးအနေတော့ထပ်ထည့်ပါမယ်ခင်ဗျာ အသားမုတ်လေးအသင့်တင်လောက်ထည့်ပြုတ်ထားတဲ့ငပြုတ်ရည်လေးပါထပ်ထည့်ပါမယ်ဒီကရင်ချက်နီမှာစီလုံးကမပါသလိုစီချက်လည်းလုံးဝမပါပါဘူးခင်ဗျာငပြုတ်ရည်ထည့်ပြီးဆိုရနဲ့မီးလေးကိုပုံမှန်တော့ဖွင့်ပြီးတော့ဟင်အိုးလေးပေါပပြန်ဆူလာတဲ့အချိန်ထပ်ပြီးတော့စားပါမယ်အခုလိုအနေတော်လေးပြန်ပြီးတော့ဆူလာပြီးဆိုလို့ရှိရင်စာရေးစိန်ထားတဲ့ငပြောပတ်လေးတွေထည့်လို့ရပါပြီခင်ဗျာငပြောပတ်မကြိုက်တဲ့သူဆိုလို့ရှိရင်တော့ကြက်သွန်နီလေးကို ခုလိုခွာပြီးတော့ထဲမလားဒါမှမဟုတ်ဥလိုက်ထဲမလားကြက်သွန်နီများလေဟင်္ကားရီကပိုရတာရှိလေပါပဲထဲလိုက်တဲ့ကြက်သွန်နီနဲ့ငပြောပတ်လေးတွေနူးသွားတဲ့အထိမီလေးဖြစ်ဖြစ်နေတဲ့တစ်ခေါက်ထပ်ချက်ပါမယ်အချိန်လေးလဲကြာလာလို့ဟင်္ကားရီတွေကနောက်တစ်ကြိမ်ပပွားလေးပြန်ဆူလာပြီဆိုလို့ရှိရင်ကျက်နေအောင်ကြိုထားတဲ့ငပီးရေကြိုလေးထည့်ပါမယ်။ကြိုက်ရင်တော့ထည့်လို့ရသလိုမကြိုက်ရင်လည်းမထည့်ပါနဲ့။ငရုတ်ကောင်မုတ်လေးအနေတော်လောက်ထပ်ထည့်ပါမယ်ခင်ဗျာ။ မွေးကြိုင်လေးတွေထည့်ပြီးပြီဆိုလို့ရှိရင်တော့အဖုံးလေးကိုလုံအောင်ပိတ်နောက်ထပ်တစ်ခါပွပွလေးပြန်ဆူလာတဲ့အထိကျွန်တော်တို့ထပ်ပြီးတော့ချက်ပါမယ်ခင်ဗျာကဲအခုဆိုလို့ရှိရင်တော့ဟင်းကားရဲ့အရေးလေးလည်းခမ်းလာပြီကြက်သွန်လေးလည်းအနေတော်လေးနူးလာပြီငပြောဥလေးလည်းနူးလာပြီဆိုလို့ရှိရင်တော့အပေါင်းငံအရသာလေးကိုမြည်ပါမယ်ဟုတ်ပါခင်ဗျာအရေးလေးမြည်လို့အနံ့တော့မွေးနော်မြေပေါင်းနဲ့ဗရေကောနဲ့ဂျင်းနဲ့ချက်နေရတော့ ဘယ်လိုလေးပါဆိုတော့ရခိုင်နဲ့ကတ်စင်မတမ်းမဲ့ရခိုင်လိုအရသာတော့မတူဘူးပူလေးနဲ့မွေးမွေးလေးစားလို့ကောင်းပါလေလိုက်ပြီးတော့ချက်ချာကြည့်ကြည့်ပါနောက်ထပ်ဗီဒီယိုတင်မှာကျွန်တော်တို့ထပ်ပြီးတော့တွေ့ပါမယ်နောက်ထပ်တင်ဆက်မဲ့ဗီဒီယိုတွေကိုလက်မလို့ရအောင် online share လေးနဲ့ follower လေးနဲ့တောင်းပေးဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာမပြောမင်းလေးနူသွားပြီဆိုလို့ရှိရင်တော့ဒါကြီးပိတ်ပြီးတော့တောင်းဆောင်ရအောင်อืม vừa vừa xả ra vào ông khăn đi đi đó ở khăn nó cây em mâu đi số này là xa chứ nhân nhân xí lông này chẳng kèm thế mà để cho Mm-hmm. share ပဲဘာလို့လက်နဲ့မစားလို့မင်းရနော်လက်နဲ့ဇုံနဲ့စားတာကြည့်လိုက်တော့တော်တော် level ရင်းတူပဲจะโดนลงอืมโชว์สิกอบโยบินบัด နှစ်နိုင်ရယ်ပြီးလို့ရှိရင်ကြက်သွန်နှစ်နိုင်လေးချက်ဗဒေကောပါမယ်နော်ဗဒေကောမပါလို့ရှိရင်အနံ့မမှုမြုပ်ကောင်းလေးနဲ့ ပြောဦးမပြောဦးရှယ်ပဲနိုင်ပြီးတော့ချက်သာကြည့်ပါဆက်စားကြရဆိုရင်တော့ငရုတ်ကောင်းတဲ့နိုင်တဲ့ဗရေကောလေးထက်ပြန်ရုပ်ကြီးကြက်မောက်လာထက်စားပါတော့။ကဲနောက်ထပ်ဗီဒီယိုသစ်မှာထပ်ပြီးတော့တွေ့ပါမယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုစာဆုံးမြောက်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးလက်တင်ပါတယ်ခင်ဗျာ။ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးတော်ပြီးကိုလည်းတောင်းဆိုချင်ပါတယ်။ Bye bye.